ချို့လူတွေ negative post တင်တယ်။ဟိုမှာတော့ဟိုလူချစ်လူခင်များတဲ့လူတွေကိုတိုက်ခတ်တဲ့ post တွေပါတင်တယ်။ဆဲတဲ့လူတွေကလာဆဲကြသူသဘောကျပါတယ်ဒါ။သူ့ရဲ့ page က reach တယ်ပေါ့။လူတယောက်ကမဟုတ်တာလုပ်နေလို့ရှိရင်ဒီလူမဟုတ်တာလုပ်တယ်လို့ဒီလူမကောင်းလို့တမ်းပြီးစဉ်းစားတာထက်သူ့ရဲ့ကောင်းသောရည်ရွယ်ချက်ကိုချိန်ကကလေးဆိုးနေတယ်ကလေးရဲ့ကောင်းသောရည်ချက်ကဘာလဲ။ဒါကတော့ကိုယ်မျိုးသားမျိုးသမီးကလည်းနည်းနည်းပုံမှန်နဲ့မတူတဲ့ဟာပြောဆိုပြမှုရှိရစင်။ तू ဘာလို့လိုချင်နေတာလဲ သူ့ရဲ့အထဲမှာတကယ်လိုချင်တာပါလဲလို့သိအောင်ပြီးရင်အဲ့ဒီဟာအတွက်ကိုကိုကောင်းမဲ့အဖြေတွေကိုကန့်လန့်ကန့်လန့်နိုင်လို့ရှိရင်ကြည့်ရတာမို့လို့ရတယ်။ social media မှာသူဘလို့ဖြစ်နေပါပြီလို့သူဘလို့ဖျားနေတယ်ဆိုပြီးတင်တယ်။အဲ queue site ခံကြတာ။ဟုတ်လားမသိတော့ရှိရနော်။ဒါအားပေးကြပြီသူအဲ့ဒါကိုလုပ်ကြတာ။ကဲကိုလုပ်ကြတာလေ။အဲကဲကိုတခြားနည်းနဲ့မရတော့နဲ့ stream နဲ့လုပ်တော့။သူတို့တွေ negative post တင်တယ်။ ဟိုမှာတော့ဟိုလူချင်းလူခင်များတဲ့လူတွေကိုတက်ခဲ့တဲ့ပို့စီပိုင်းတင်ဆဲတဲ့လူတွေကလာဆဲကြပြီသဘောကြပါကြီးလားသူရဲ့ page က reach တယ်ပေါ့အဲအဲ့လိုမျိုးအဲ့လိုအဲ့တော့ပြောတင်တဲ့ဘောကကုတ်ကုတ်လုံးနေတိုင်းမှာကောင်းသောရွယ်ချက်ရှိတယ်ဒါပေမဲ့ကောင်းသောရွယ်ချက်ကို तू ကကောင်းတဲ့နီးနဲ့လုံးသလားမကောင်းတဲ့နီးနဲ့ဖြည့်သလားဆိုတာက तू ဘာဖြစ်မလဲဆိုတာကိုတော်တော်လွှမ်းမိုးတယ်